1990ပြည့်လွန်နှစ်များကကဘာကိုတုံလုံးချောက်ကြစေခဲ့တဲ့ဓပုံဓပုံဟာအခုချိန်ထိလူသားတွေရဲ့ရင်ထဲမှာနစ်နစ်သီးသီးကြန့်ရှိနေသေးပါအစာရေစာမဲ့လို့တေလူမျိုးပါဖြစ်နေတဲ့ကလေးငယ်လေးတယောက်ကိုသူ့ရဲ့အသက်ကိုစောင့်စားနေတဲ့လက်ဒါတကောင်ရဲ့ရက်ဆက်တဲ့ပုံရင်ဟာသတင်းစာတွေမဂ္ဂဇင်းတွေရဲ့မျက်နှာဖုံးတွေကိုလွှမ်းခြုံခဲ့ပြီးတော့ကဘာအာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ် 1993-94ခုနှစ်အတွင်းဆူဒန်နိုင်ငံရဲ့အငတ်ဘေးဆိုင်နေတဲ့ဒီအချိန်မှာတောင်အာဖရိကတပ်ပုံစီယာကီဗင်ကာတာရိုက်ကူးခဲ့တဲ့ဒီပုံဟာသူ့ကိုကဘာကျော်စေခဲ့တယ်လို့ပူလီဇာစုကလည်းစုကူးစေခဲ့ပါတယ်။ဒါပေမဲ့ကာတာရဲ့ဒီအောင်မြင်မှုဟာခဏတာပဲတည်မြဲခဲ့ပါတယ်။ သူရဲ့ထူးခြားတဲ့ဓာတ်ပုံပညာအတွက်ကမ္ဘာသတင်းဌာနကြီးတွေရဲ့ကြီးကျူးမှုတွေ၊ဂုဏ်ပြုမှုတွေခံယူပြီးမကြခင်မှာပဲသူဟာစိတ်ကြယောဂါကိုစတင်ခံစားခဲ့ရပြီးတော့နောက်ဆုံးမှာတော့ကုကူကိုအဆုံးစီရင်သွားခဲ့ပါတယ်။သူကိုစိတ်ကြယောဂါရရှိခဲ့တဲ့အကြောင်းရင်းတစ်ခုကတော့တယ်လီဖုန်းအင်တာဗျူးတစ်ခုမှာသူကြုံတွေ့ခဲ့ရတဲ့မိကွန်းတစ်ခုကြောင့်ပါ။ အဲ့ဒီကလေးလေးဘာဖြစ်သွားလဲဆိုတဲ့ရိုးရှင်းတဲ့မိကုံးကိုသူက ကျွန်တော်ဒီပုံကိုရိုက်ပြီးတော့လေးရင်မမိမဆိုးလို့ဘာဆက်ဖြစ်တယ်ဆိုတာမစောက်ကြည့်နိုင်ခဲ့ဘူးလို့ဖြေခဲ့ပါဗျ။အဲ့ဒီခါမှာမိတဲ့သူကသူ့ကိုပြန်ပြောလိုက်တဲ့စကားကကာတာရဲ့စိတ်ကိုနက်နက်ဆိုင်ဆိုင်ထိုးနှက်လိုက်တာပါပဲ။ကျွန်တော်ကတော့အဲ့ဒီနေ့ကကလေးငယ်ကိုစောက်ကြည့်နေတာလက်ရနှကောင်လို့မြင်မိပါဗျ။ဒီကောင်ရဲ့လက်ထဲမှာကင်မရာနဲ့ပါတဲ့။ ဒီစကားကိုကြားလိုက်ရတဲ့အချင်းကစပြီးတော့ကာတာဟာစိတ်သောကတွေဝန်းရံလာခဲ့ပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့အသက်ကိုသူကိုယ်တိုင်အဆုံးသတ်သွားခဲ့ပါတယ်။ တကယ်လို့သာသူဟာအဲ့ဒီနေ့ကကလေးငယ်လေးကိုအနည်းဆုံးကုလသမဂ္ဂဆောက်ရှောက်ရေးစခန်းကို ခေါ်သွားခဲ့မယ်ဆိုရင်ဒီနေ့အထိသူအသက်ရှင်နေအောင်မှဖြစ်တယ်လို့ပိုပြီးလဲအောင်မြင်ကြကြနေမှာသိကြပါဗျ။ဝမ်းနဲ့ကြာကောင်းတာကဒီလိုမျိုးအဖြစ်ပြက်တွေဟာဒီနေ့ကဘာမှလည်းနေရာအနှံ့မှာဖြစ်ပျက်နေစေပါပဲ။လူသားအချို့ဒုက္ခရောက်၊နာကျင်ခံစားဆုံးရှုံးနစ်နာနေရတဲ့အချိန်မှာလူသားအချို့ကလူသားဆန်မှုမရှိဘဲနဲ့မိုက်မိုက်ရိုင်းရိုင်းနဲ့ဂုံယူဝမ်းမြောက်နေကြတာကိုတွေ့မြင်နေရပါဗျ။ ဓပုတ်စရာကီဗင်ကာတာဟာအဒီကလေးငယ်လေးကိုအဒီနေရာကနေပြီးတော့ရွှေ့ပြောင်းပေးဖို့ဆိုတာသူ့အတွက်ဘာမှမခက်ခဲပါဘူး။ဒါပေမဲ့သူမလုပ်ခဲ့ပါဘူး။သူ့မှာဓပုံရိုက်ဖို့အချိန်တွေအများကြီးရှိခဲ့ပေမဲ့ကလေးငယ်လေးတယောက်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်တော့အချိန်မရှိခဲ့ဘူးဆိုတဲ့အချက်ဟာသူ့ရဲ့လူသားမဆန်မှုကိုပြက်ပြက်သားသားဖော်ပြနေပါဗျ။ကျမတို့နားလေထားရမှာကဘဝရဲ့အတိတ်ကရည်ရွယ်ချက်ဟာအသက်တွေကိုတန်မိုးထားဖို့နားလေပေးဖို့ခံစားပေးဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင်ကျမတို့ဟာလက်ဓာတကောင်နဲ့ဘာမှမထူချတော့ပါဘူး။ကိုလုတ်ချင်တာမလုတ်ခင်မှာကျမတို့ဘာပဲလုပ်လို့လူသားဆိုတဲ့စိတ်လေးကိုအရင်ဆုံးမွေးမြူဖို့လိုပါတယ်။ကျမတို့လှုပ်လိုက်တဲ့အရာတိုင်းဟာတခြားလူသားတွေအတွက်ဘလို့အကျိုးရှိနိုင်မလဲဘလို့ကူညီနိုင်မလဲဆိုတာကို အမြဲတမ်းတွေးတောဆင်ခြင်နေဖို့လိုအပ်ပါတယ်။ကီဗင်ကာတာရဲ့ကြေကွဲဖွယ်ဇလန်းလေးဟာကျမတို့အားလုံးအတွက်သင်ခန်းစာတစ်ခုပါပဲ ကင်မရာရဲ့နောက်ကွယ်မှာလူသားဆန်တဲ့နှလုံးသားတစ်ခုအမြဲရှိနေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအောင်မြင်မှုနဲ့ကြော်ကြားမှုတွေထက်လူသားချင်းစာနာထောက်ထားမှုတွေက ပိုပြီးအရေးကြီးရဲ့ဆိုတဲ့အကြောင်းကိုဒီဇလန်ကသတိပေးနေပါတယ်။ကျမတို့ဟာဒုတိယလဒါတွေမဖြစ်ရအောင် အမြဲတမ်းသတိရှိနေရမှာဖြစ်ပါတယ်ရှင်။